ယူသောတီပြည်သူစစ်စစ်တပ်နှင့်ရဲများပါဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုစစ်ကောင်စီကထောက်ခံချက်ဖြင့်နိုင်စင်မဲ့ရေများပြန်လည်စီးနင်းခွင့်ပြုအကြမ်းဖက်စစ်ကောင်စီကတန်ဃာများကိုနိုင်စင်မဲ့ရေများစီးနင်းခွင့်ပြုပြီးနောက်ယူသောတီပြည်သူစစ်စစ်တပ်နှင့်ရဲများပါဝင်ဌာနဆိုင်ရာဝန်ထမ်းများကိုလည်းထောက်ခံချက်ဖြင့်နိုင်စင်မဲ့ရေများပြန်လည်စီးနင်းခွင့်ပြုလိုက်ပြီးဖြစ်ကြောင်းသိရပါသည် တို့ရာတွင်ပြည်သူများကိုမူလိုင်စင်မဲ့ရည်နှင့်ကားစီးနှင်းမှုများကိုဆက်လက်ဖမ်းဆီးနေစေဖြစ်ပြီးထောင်ဒဏ်နှင့်ငွေရန်များချမှတ်ကာလိုင်စင်မဲ့ကားနှင့်ရည်များကိုလည်းတင်ဆီးနေကြောင်းမင်းအောင်လိုင်ရဲ့အမိန့်ညွှန်ကြားချက်ကြောင့်နိုင်ငံတော်ဝန်တွေလိုင်စင်မဲ့ကားနှင့်ရည်ဖမ်းဆီးမှုကိုအကြောင်းပြုပြီးစစ်တပ်ရဲ့အပါဝင်ဌာနပေါင်းစုံကပြည်သူများထံမှငွေနှင့်တောင်းယူမှုများအကြီးအကျယ်ဖြစ်ပေါ်လျက်ရှိကြောင်းသိရပါတယ် နေပြည်တော်တွင်ပြုလုပ်ခဲ့သောစစ်ကောင်စီအစည်းအဝေးတွင်အကြမ်းဖက်ကောင်ဆောင်မင်းအောင်နိုင်ကလိုင်စင်မဲ့ကားနှင့်ဆိုင်ကယ်များစီးနှင်းနေမှုများကိုဖော်ထုတ်သွားရန်အဆိုပါလိုင်စင်မဲ့ဆိုင်ကယ်နှင့်ကားများစီးနှင်းနေမှုများကြောင့်နိုင်ငံတော်အနေဖြင့်အခွန်အခများစွာနှင်နာမှုရှိသလိုလုံခြုံရေးဆိုင်ရာကိစ္စရပ်များတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်သောကြောင့်လိုင်စင်မဲ့မော်တော်ယာဉ်နှင့်ဆိုင်ကယ်များစီးနှင်းမှုမရှိစေရအထူးကြံ့မဲ့ဆောင်ရွက်သွားရန်လိုအပ်ကြောင်းအမိန့်ပေးညွှန်ကြားခဲ့တယ်လို့သိရပါတယ်